ထိုင်းနိုင်ငံမှာ7-11ဟာဘာလို့ဒီလောက်ကြီးမားပြီးဩဇာလွှမ်းမိုးနေရတယ်လဲအချားမတ်တီဘာလို့သူနဲ့အပြိုင်မရှင်းနေတာလဲ7-11ထိုင်းနိုင်ငံရဲ့ convenience store ဘယင်းထိုင်းနိုင်ငံရဲ့ convenience store ဈေးကွက်ကိုကြည့်ရင် 7-11ကဈေးကွက်ဝယ်စု80ရာခိုင်နှုန်းကျော်နဲ့လွှမ်းမိုးထားတာကိုတွေ့ရပါတယ်ဒါဟာရိုးရိုးရှင်းရှင်းစီးပွားရေးအောင်မြင်မှုတစ်ခုတည်းပို့ပါတယ် အဲ့ဒီလွမ်းမှုမှုနောက်ွယ်မှာခိုင်မာတဲ့အချက်၃ချက်ရှိပါတယ်။တက်အားကောင်းတဲ့မိခင်ကုမ္ပဏီ CPO ရဲ့စွမ်းအားထိုင်းနိုင်ငံမှာ 7-Eleven ကို Cherowin Bokfan Group ရဲ့လက်အောက်ခံဖြစ်တဲ့ CPO Public Company Limited ကလုပ်ကိုင်နေတာပါ။ CP Group ဟာထိုင်းနိုင်ငံရဲ့အကြီးဆုံးနဲ့အခြားနာဆုံးလုပ်ငန်းစုကြီးတွေထဲကတစ်ခုဖြစ်ပြီးအစားအသောက်ထုတ်လုပ်ရေး၊ကြက်မွေးမြူရေး စံစဘာဆိုင်ဘူးကြီးစာဒီအစားအစာထုတ်လို့ရလက်လီယောင်ချော်ရီမက်ခရိုလိုတပ်စ်တက်စကိုလိုတပ်စ်ဆက်တွေ့ကြီးစာဒီအပအဝင်းစီးဝါရေးလုပ်ငန်းပေါင်းများစွာကိုထိန်းချုပ်ထားပါတယ်ပြည်စုံတဲ့ထောက်ပံ့ရေးကွင်းဆက် supply chain ကို CB group ဟာကုန်ကြမ်းထုတ်လို့ရကနေစားထုံးလူလက်ထဲရောက်တဲ့အထိထောက်ပံ့ရေးကွင်းဆက် supply chain တစ်ခုလုံးကိုပိုင်ဆိုင်လူနေမှာထိန်းချုပ်ထားပါတယ်ဒါကြောင့်711ဟာ ကုန်ပစ္စည်းတွေကိုစရိတ်တသားစွာနဲ့လိုအပ်တလောက်အလွယ်တကူရရှိနိုင်ပါတယ်။အရင်းနှင်းနဲ့ဖြန့်ကျက်နိုင်မှုအိမ်အားကြီး CB All ရဲ့ကြောထောက်နောက်ခံကြောင်7-11ဟာတနိုင်ငံအတိုင်းအတာနဲ့ဆိုင်ခွဲပေါင်းတောင်လီထောင်ချိုအထိအလင်းမြန်ဖွင့်လည်နိုင်ခဲ့ပြီးနေရာတိုင်းလိုလိုမှာဈေးကွက်ကိုအရင်ဆုံးနေရာယူထားနိုင်ခဲ့ပါတယ်။၂နေရာတိုင်းရောက်ရှိမှုနဲ့စံနှုန်း Ubiquity and Standardization ထိုင်းလူမျိုးတွေမှာ မရှိလို့711သွားဝင်မယ်လို့တောင်းစကပုံမျိုးကိုတုံလွန်းနေကြပါပြီ။နေရအနှံ့တီးရှိမှု မျိုးကြီးတွေမှာဆိုရင်လမ်းမတစ်ခုတည်းမှာတောင်း711ဆိုင်နဲ့ဆိုင်ကိုမျက်နှချင်းဆိုင်တာမှမဟုတ်တစ်ခုနဲ့တစ်ခုမီတာအနည်းငယ်အကွာမှာတွေ့ရနိုင်ပါတယ်။ဒါဟာပြိုင်ပွဲတွေအတွက်ဈေးကွက်ဝင်ဖို့နေရမချန်ထားတော့ပဲပြိုင်ဆိုင်မှုကိုပိတ်ဆို့ထားတဲ့နီးဗျူဟာတစ်ခုဖြစ်ပါတယ်။တသမှတ်ထဲဝင်ဆောင်မှုဘယ်711ဟူဝင်ဝင် အေးကန်ဆက်ထဲကအတင်တောက်အချိုးရည်တွေကောင်တာမှာအပူပေးခိုင်းလို့ရတဲ့အသင့်အစာထမင်းဘူးနဲ့ဟောက်တော်တွေ ready to eat တွေဘေးဆောင်နဲ့စနစ်တွေက အတူတူပဲဒါကစားသုံးလူတွေကိုယုံကြည်ခြင်းနဲ့အကျွမ်းဝင်ရှိမှုကိုပေးပါတယ်၃ထိုင်းရင်ကြည်မှုနဲ့ကွိုင်းညီတဲ့ဝင်းဆောင်မှု cultural fit 711ဟာ American Japan franchise ပုံစံဖြစ်ပေမဲ့ထိုင်းနိုင်ငံရဲ့နေထိုင်မှုပုံစံနဲ့အံဝင်ကွင်ကြားဖြစ်အောင် ြုပြင်နိုင်ခဲ့ပါတယ်။အစားအသောက်ပြုပြင်ခြင်းထိုင်းလူမျိုးတွေဟာအပြင်းစားကိုစားသုံးလို့ရှိပြီး အမြင်စားအစားအသောက်ကိုနှစ်သက်ကြပါတယ်။7-11ကအရေးအထွေးကောင်းတဲ့ဈေးနှုန်းသင့်တင်တဲ့အသင့်အစားအစားအသောက် ready to eat food အမျိုးအစားမျိုးစုံကို အမြဲတမ်းအသစ်တွေထုတ်ပေးနေခြင်းဟာအ धिक အောင်မြင်မှုဖြစ်ပါတယ်။ဘေးဆောင်ဘေးငွေထုတ်ခြင်း၊လျှစ်မီတာခါကစားဖုံးပေကနေအွန်လိုင်းကဝယ်ထားတဲ့ဟာတွေကိုငွေချေးတာအထည် 711ကဝင်ဆောင်မှုပေးပါတယ်။ဒါဟာတီတီလေးတဲ့ site design မြတ်မဟုတ်လူမှုဘဝအတွက်ဘယုတ်ချက် community hub တခုလိုပါချက်နေပါတယ်။711ရဲ့ပြိုင်ဘက်တွေဘာလို့မရိုင်းနေတာလဲ။တကယ်တော့711ရဲ့ပြိုင်ဘက်တွေဟာ လုံးဝမရှိတာမဟုတ်ပါဘူး။ရှိပေမဲ့ဈေးကွက်ထဲမှာတိတ်ပြီးမထိုးဖောက်နိုင်တာများပါ။ Family Mart ရခွင်ပြိုင်ဘက် Family Mart ဟာ အရင်က711ရဲ့အဓိကပြိုင်ပွဲထိခဲ့ပြီးထိုင်းနိုင်ငံရဲ့ Central Group ကပိုင်ဆိုင်ပါတယ်။ဆိုင်အရေအတွက်အရာနဲ့ဈေးကွက်ဝီစုအရာလည်းမျှစွာကွာခြားခဲ့လို့ Family Mart ဟာနောက်ဆုံးတော့ဈေးကွက်ကနေထွက်ခွာပြီး Tops Daily လို့အမည်ပြောင်းလဲခဲ့ပါတယ်။ Lawson 108ဂျပန်အခြေရှိနောက်ထပ်နာမည်ကြီးမှတစ်ခုဖြစ်ပေမဲ့ဈေးကွက်နေရာယူမှုကဘန်ကောက်မြို့အနီးဝိုက်မှာသာအဓိကရှိပြီး 7-11လို့တမန်ငံအတဟိတာအထီမဖြန့်ကျက်နိုင်ခဲ့ပါဘူး။ Mini Big C, Lotus Go Fresh ဒါတွေဟာတော့ mini market လို့ခေါ်တဲ့ပုံစံမျိုးဖြစ်ပြီး7-11တိထက်အနည်းငယ်တော့ပိုကြီးကလက်ဆက်တဲ့ဟင်းမီဟင်းကြီးရဲ့နဲ့အသားငါအနည်းငယ်ကိုပါ ရောင်းချပါတယ်။သူတို့ဟာ Big C နဲ့ Lotus ရခွင် Tesco Lotus ရဲ့လက်အောက်ခံနီးဖြစ်ပြီး CP Group နဲ့ Central Group ကိုရဲ့အားပြိုင်မှုနယ်ပယ်ထဲမှာပါဝင်နေတာပါ။ အထူးပြအားဖြင့်711ရဲ့ကြီးစိုးမှုဟာအင်အား GCB Group ရဲ့ကြောထောက်နောက်ခံတနိုင်ငံလုံးကိုလွှမ်းမိုးထားတဲ့ဖြန့်ကျက်နိုင်မှုနဲ့ထိုင်းစားသုံးသူတွေရဲ့လိုအပ်ချက်ကိုအတိအကျဖြည့်ဆည်းနိုင်တဲ့ဝန်ဆောင်မှုတွေရဲ့ပေါင်းစပ် reset ပဲဖြစ်ပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာဆိုရင်လမ်းထောက်နိုင်နေပါမှာဒီလီမွန်ရောင်နဲ့အစိမ်းရောင်ဆိုင်ပုတ်ကိုအလွေတကူသူ့အမြင်ကြီးအရတာပဲဖြစ်ပါတယ်။လူကြီးမန်းတို့အနေနဲ့711မှာဈေးဝယ်တဲ့ခါမှာ စိတ်တိုင်းချမချားကိုလေကောင်းမလေးမှဖြေချထဲပဲပြရအောင်နော်